ရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့2026ခုနှစ်အတွက်အလဲကျဥက္ကဋ္ဌတာဝန်ယူရမယ့်ဖိလစ်ပိုင်နိုင်ငံသမ္မတဖာတီနာမာကော့စ်ဂျူနီယာကနိုင်ငံရေးဝန်ကြီးထရက်ဆာတက်စ်လာဇာရိုကိုမြန်မာနိုင်ငံဆိုင်ရာအာဆီယံအဖွဲ့ရဲ့အထူးတန်တမာအဖြစ်နိုဝင်ဘာလ14ရက်နေ့ကခန့်အပ်တာဝန်ပေးလိုက်ပါတယ်ဖိလစ်ပိုင်နိုင်ငံက2026ခုနှစ်အတွက်အာဆီယံအလဲကျဥက္ကဋ္ဌအဖြစ်တရားဝင်တာဝန်လွှဲပြောင်းယူတဲ့အခမ်းအနားမှာထရက်ဆာလာဇာရိုကိုအထူးတန်တမာခန့်လိုက်ကြောင်းသမ္မတ မာကိုစ်ကတပါတည်းကြီးညာခဲ့တာပါတယ်ရက်ဆာလာဇာရိုအနေနဲ့အပြုသဘောဆောင်ပြီးကိုဂျင်တရားကောင်းမွန်စွာနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကချပေးထားတဲ့လမ်းညွှန်မှုနဲ့အညီမြန်မာပြည်သူတွေကိုအထောက်အကူပြုနိုင်မဲ့အားလုံးပါဝင်တဲ့နီလန်းကိုရွေးချယ်လှုပ်ဆောင်သွားမယ်ဆိုတာသူယုံကြည်ကြောင်းသမရမာကိုစ်ကပြောပါတယ်။ဒါ့အပြင်ဖိလစ်ပိုင်အနေနဲ့အာဆီယံအလဲကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ကာလအတွင်းဆွေးနွေးညှိနှိုင်းအပြေရှားမှုကတစ်ဆင့်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု နိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာမှုလို့အပြင်တမယိုးကြနဲ့တမယိုးကြမဟုတ်တဲ့လူမျိုးရေးဆိုင်ရာကိစ္စရပ်တွေမှာပူပေါင်းဆောင်ရွက်မှုတွေကိုတုံ့ပြန်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်းသူကပြောပါတယ်ဖိလစ်ပိုင်နိုင်ငံဟာမြန်မာနိုင်ငံကအာဏာသိမ်းစစ်အုပ်စုကိုမြန်မာပြည်သူတွေကိုကိုစားပြုတဲ့အစိုးရအဖြစ်အတိမပြုမထားပါဘူးဒါကြောင့်လဲအာဆီယံရဲ့အရေးပါတဲ့အစည်းအဝေးတွေမှာမြန်မာစစ်တပ်တက်ခွင့်မရအောင်ဟန်တာတဲ့အထက်ပါဝင်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ